ဒီလိုခစ်မီလပ်ပါတဲ့အိမ်လေးတွေကိုဒီဇိုင်းရွေးဆွဲပြီးတည်တည်ချာချောက်ထားတဲ့ construction ကကျွန်တော်တို့ဒါပြုံးလို့မျိုးမှာအရန်ကိုနာမည်ကြီးပြီးတော့မှဒီလိုလပ်ပါတည်တက်ခံရတဲ့အိမ်လေးတွေကိုပဲကျွန်တော်တို့ဒါရွေးချယ်တိစောက်ပေးနေတဲ့မဟာတောင်နဲ့ construction ဖြစ်ပါတယ်ခင်ဗျ။ပတ်ဝန်းကျင်မှာလည်းအခုလိုအရန်လပ်ပါပြီးတော့မှပြုံးနေတဲ့ live ဖတ်တဲ့ အိမ်နေနဲ့အများကြီးစုဝေးနေတဲ့နေရာမှာတရှိတယ်အခုမြင်တွေ့နေရတဲ့အိမ်တစ်လုံးကိုကျွန်တော်ကသိန်း3000နဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြုံးလို့မြုံမှာရှိတဲ့ခမ်းမသေးချာမှန်ကန်တဲ့မြေပေါ်မှာတိစောက်ထားတဲ့အိမ်လေးတွေနဲ့ခမ်းမသေးချာမှန်ကန်တဲ့မြေလေးတွေကိုပဲအတိတ်ကရွေးချယ်ပြီးရောင်းချပေးနေတဲ့ဒေါက်တာဆိုးဖို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မျိုးစုံများအလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ကပြုံးလို့မျိုးရက်ွက်ကြီး20နဲ့1ကျွန်တော်ဒါမိုးချိုးမှာရှိတယ်ပြီးတော့ မိုးကြိုးရဲ့အချက်အကျကြားတဲ့နေရာတစ်ခုဖြစ်တယ်ဒါကျွန်တော်တို့ဒါ main line ပေါ့နော်ဒီကျွန်တော်ရွာလယ်လမ်းမှာ main line အဲ့ဒီ main line ရနေပြီးတော့မှတော့ပန်းဤလန်းကိုကြွေလာပြီးတော့မှဝင်လာတဲ့နေရာမှာတရှိတဲ့ပတ်ဝန်းကျင်မှာလည်းအခုတော့အရန်လှပပြီးတော့မှပြိုးနေတဲ့ live ဖတ်တဲ့အိမ်နေနဲ့အများကြီးစုဝေးနေတဲ့နေရာမှာတရှိတယ်။အခုမြင်တွေ့နေရတဲ့အိမ်တလုံးကိုကျွန်တော်ကသိန်း3000နဲ့ရောင်းချပြီးမှဖြစ်ပါတယ်ခင်ဗျာ။ဒီလေးတရှိနေတဲ့ခြံရဲ့ကျယ်ကမျက်နှာစာက40ဖြစ်ပြီးတော့မှဒီဘက်ဘေးက60ဖြစ်ပါတယ်ခင်ဗျာ။ အိမ်ရဲ့အကျယ်အဝန်းက1900 square feet လုံးဝချစ်စရာလေးပြီးတော့အလှည့်ရတော့အရှိအလေဖြစ်ပါတယ်ခင်ဗျာခြံထဲမှာလည်းဒါကျွန်တော်တို့အခုလိုအပင်လေးတွေစိုက်ဖို့အတွက်မြေပိုလေးတွေလည်းကျွန်တော်တို့ဒါဒီလိုလေး landscaping လုပ်ဖို့အတွက်မိမိစိတ်ကြိုက်ဖန်တီးလို့ရအောင်ကျွန်တော်တို့ဒါတိစောက်ပေးထားရတယ်ပြီးတော့ကားကလည်းခြံထဲမှာဒီမှာနှစ်စီးလောက်ရက်လို့ရနိုင်တဲ့အပြင်ကိုဒီမှာဒီလိုလေးမိုးလုံးလေးလုံးဖြစ်အောင်ကားအမိုးလေးနဲ့ဂူလောင်လေးအသေးလေးတစ်ခုလည်းပါသေးတယ်ဒီလေးကလေအိမ်နံပါတ်လည်းကြပြီးသားအိမ်နံပါတ်ကလည်း104တဲ့ ။အင်္ဂလိပ်ဖွဲ့စည်းမှုကလည်းကျွန်တော်တို့ဒါအပြစ်မှာဆိုရင်ဒီလိုတိုက်နေွေရွှေလာငွေလာလေးတွေနဲ့အရင်ကလက်ကြီးဖြစ်အောင်ကျွန်တော်တို့ဒါတေချာလေးဖွဲ့စည်းတိစားတော့တွေ့မြင်ရတယ်ပြီးတော့ဝန္ဒနာလေးလည်းပါတယ်ပြီးတော့ဒီမှာရေတယောက်တွေရောအကုန်အသေးစိတ်အစ်စ်နေအစ်စ်နေထိုင်ုံဖြစ်အောင်ကိုတေချာလေးတိစားတော့ကျွန်တော်တွေ့မြင်ရတယ်ပြီးတော့ဒီမှာဒီလိုမီဆိုင်းလေးတွေအားစလုံးဝချစ်စွဲလေး ADA ရဲ့ vibe ကိုအပြည့်အဝရရှိတာကိုကျွန်တော်တွေ့မြင်ရမယ်လက်ကြက်လေးတွေနဲ့ရမ်းမိုက်တယ်ကဲဒါဆိုရင်ကျွန်တော်အိမ်ထဲကိုသွားကြည့်ကြစို့ တော်တော် main door နဲ့ဝင်ဝင်ချင်းမှာဒါအခုလိုမြင်တွေ့နေရတဲ့ air gun လေးဖြစ်မယ်ပြီးတော့ဒီလေးကလေကြစ်ကြစ်လက်လက်နွန်းတူတူတူနဲ့တေချာတိဆောက်ထားတာလို့လေကျွန်တော်မိတ်ဆွေတွေခံစားရမယ်လို့ကျွန်တော်ယုံကြည်တယ်ဒီနေရာမှာဆိုရင်ဒါကျွန်တော်ဒါ sofa steel လေးတွေနဲ့တေချာထားမယ်မပရင်းပေါက်လေးတွေနဲ့ပြီးတော့တအိမ်လုံးကိုလေဒီလုံချုံကြီးတန်ပန်းတွေနဲ့တက်ဆင်ထားတာကျွန်တော်တွေ့မြင်ရမယ်ပြီးတော့တုံးထားတဲ့ color အနေထားရတယ်ရန်ကုန်ငိမ့်နေအောင်ကျွန်တော်တုံးထားရတယ်တွေ့မြင်ရမယ်ပြီးတော့ကျွန်တော်ရဲ့ဒီဘယ်ဘက်ချမ်းမှာဆိုရင် master baron အခန်းကြီးတစ်ခန်းရှိတယ်ဒီမှာ ဒီကဲလည်းချက်စရာလေးဒီမှာအခဲကလည်းအကျေကြီးမျက်နှာကျလည်းမြင့်နေကျွန်တော်ဒါစာကြည့်မီးတွေလည်းပါတယ်လုံချွေးတမန်းတွေလည်းပါတယ်ပစ္စည်းလေးတွေလည်းရှိတယ်မစိုးဘူးရေချိုကအင်တာဟိုမှာကဲပြီးတော့ဒီဘက်မှာဆိုရင်ဒါကျွန်တော်တို့ဒိုင်းနေကစ်ချင်ဒိုင်းနေကစ်ချင်နဲ့တွဲရမှာဆိုရင်ဒါကျွန်တော်ဒါအများဆုံးရေချိုကအင်တာတစ်ခုလည်းကျွန်တော်ဒီဘက်မှာပါတယ်ပြီးတော့အပြင်ကိုထွက်ဖို့အတွက်လည်းဒါကျွန်တော်ဒါ secondary door ပေါ့နော်အဲ့ဒီတစ်ခုပါတယ်မဆုံးမိဘကန်လေးပါလေးလဲတက်တက်ရချက်စရာလေးပဲအဆင်ပြေရဲ့ကဲဒါဆိုရင်ကျွန်တော်တို့အပေါ်သွားပြီးတော့မှကြည့်ကြစို့ဒီလိုကန်းငွယ်ကွေလေးတွေကိုဒီအိမ်နဲ့လိုက်ဖက်အောင်ပြုံးလွေမျိုးနဲ့လိုက်ဖက်အောင်ကိုတသေးချာတိဆောက်ပေးထားတာကိုကအရန်ကောင်းတဲ့အားသာချက်တစ်ခုလို့ကျွန်တော်ကတော့မြင်တယ်။ညာဘက်ချမ်းမှာဆိုရင်ဒီလို area လေးတစ်ခုပါမယ်ဒီနေရာမှာဒါကျွန်တော်တို့ အကန်လေးလည်းပြုလို့ရနိုင်တယ်ပြီးတော့ကလေးလေးတွေစာသင်ဖို့အတွက်ဒီနေ့မှာစပွဲကုံလေးတွေနဲ့အဲ့လိုလည်းပြုလို့ရနိုင်တယ် relax လုပ်လို့ရနိုင်တယ် relaxing area ပုံစံအနေထားလေးလည်းကျွန်တော်ပြုလို့ရနိုင်တယ်ပြီးတော့ liquid fan တက်တဲ့ချက်မှာဒီဘက်ခန်းမှာဆိုရင်ဒါကတော့ကျွန်တော်တို့အများဆုံးရေချိုခိုင်းအိမ်သားအပေါ်တက်မှာလည်းပါသေးတယ်ပြီးတော့ဒီဘက်ချားကတော့ဒါကျွန်တော်တို့ single bed တော့အခန်းလေးတစ်ခန်းရှိတယ်ကျွန်တော်ခေါ်ပြအိုးညအိမ်ကြီးရာစားပါသေးတယ်ပြီးတော့ လူကြိုရေးတန်မှန်လေးနဲ့အခန်းလေးရလေလေပြုံးလေးပုံစံဒီလိုလေးအချွန်လေးနဲ့ချိုးခွေထားတာပုံစံလေးချက်စရာလေးဒီညမှာဒါကျွန်တော်တို့ကဂင်လေးထားမယ်ချိုးခွေလေးနဲ့အလှဆင်ထားမယ်ကလေးတွေအတွက်ကောပြီးတော့လူကြိုလွတ်လွတ်တဲ့အတွက်ကောအပြိုလေးတွေအတွက်ကောဒီခန့်အရန်ကိုတက်တော်တဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့အပြစ်မှလည်းဒီလိုဟော်ရနာလေးလည်းပါသေးတယ်ဦးချက်စရာလေးထိုနည်းတူဒီအိမ်ရဲ့ဒုတိယတက်မှာဒီဘက်အချမ်းမှာနောက်ထပ် single panel တစ်ခန်းလေးလည်းပါသေးတယ် သူလည်းအဲ့လိုဝန္ဒနာလေးနဲ့ပဲကဲဒါဆိုရင်ကျွန်တော်တို့အပြင်ထွက်ကြည့်သဘောကျလိုက်တာ လုံးဝမေမျိုးဖိုင်မေမျိုး feeling မင်းမျိုးအရသာပေါ့အပြည့်ဝအရရှိတဲ့နေရာလေးတနေရာဖြစ်တယ်ဒီမှာတွေ့လာကျွန်တော်တို့ဟိုမမအနုကန္နာဖျားယူလေမိမိရဲ့ကိုယ်ပိုင်အင်အားနေပြီးတော့ကောင်းစွာဖူးမြော်ကြည်ညိုလို့ရနိုင်တယ်ပြီးတော့တောင်ကုန်းတောင်နဲ့အလားတွေပြီးတော့ပြုံးလေးမျိုးမှာဒီလိုတောင်ပေါ်လေးမှာတိဆောက်ထားတဲ့အိမ်အလားလေးတွေပဝန်းကျင်အလားတွေကိုလည်းကောင်းစွာမြင်တွေ့လို့ရနိုင်တယ်ပဝန်းကျင်လည်းတန့်တယ်လူလဲစီတယ်ပြီးတော့ပြုံးနေတဲ့ vibe ကိုလည်းအပြည့်အဝရရှိတယ်လုံးဝရင်မီးဆုံးအသင့်တက်နေရောအင်းလေးတစ်လုံးပေါ့ကျွန်တော်ကတော့ recommend ပေးလိုက်ချင်ပါတယ်ခင်ဗျ